ပါရှင်ကျွန်မတင်ဆက်ပါဒီနေ့နိုဝင်ဘာလ23ရက်နေ့ဒရပ် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ကြားဖြန့်ခိုင်းခြင်းနဲ့ပတ်သက်နေတဲ့ဘေဒင်ဆီယာမားနဲ့သမီးကိုဩစတြေးလျရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်အာဂရီဆဆဲချက်တဲ့ကြောင့်ယူကရိန်းဝန်ကြီးနှစ်ဦးယာဒူကနေနှုတ်ထွက်သွားတာပါဒေလီမျိုးတော်ကပောက်ကွဲမှုကိုအကြမ်းဖက်ဖြစ်စဉ်ဖြစ်အိန္ဒိယအတီးပြုတ်လိုက်ပါပြီဒီသတင်းအပြည့်စုံကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်ဘေဒင်နဲ့တရုတ်ရိုးရောင်ဖုံးရွှေအခေါ်ပေးဆီယာမားတာမင်းရောက်ကို ဒေါ်လာတန်းနဲ့ချီလင်ခဲ့တဲ့ကြားဖြန့်ခိုင်းတစ်ခုနဲ့ဆက်ဆက်ပြီးဩစတြေးလျရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။သူတို့နှုတ်ဟောဩစတြေးလျနိုင်ငံကိုရောက်ရှိနေပြီးအကာအကွယ်နှဲပါတဲ့ဗီယက်နမ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလေရှိတယ်လို့ဆိုပါတယ်။သူတို့နှုတ်ပဝင်ပတ်သက်ထားတဲ့လင်လယ်မှုတွေကြောင့်နှစ်နာခဲ့ရတဲ့ငွေပမာဏဟာအမေရိကန်ဒေါ်လာ46တန်းနီးပါးလောက်ထိများပြားနိုင်တယ်လို့ဆက်စဲခံထားရပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာတော့ဆစ်ဒနီမှာရှိတဲ့ဒိုဘာဟိုက်စင်ဂျေဘုံရပ်ကွက်မှာ အသက်53နှစ်အရွယ်မိခင်နဲ့25နှစ်အရွယ်သမီးဖြစ်သူကိုရဲတွေကဖမ်းဆီးရောက်မိခဲ့ပါတယ်။နှစ်ယောက်စလုံးဟာဇန်းတက်တဲ့နှီးပညာတွေကိုကြဲကြဲပြန့်ပြန့်အသုံးပြုလှူရှားနေတဲ့ကြားဖြန့်ခိုင်းတစ်ခုရဲ့အဆက်အနွယ်တွေဖြစ်တယ်လို့ရဲတွေကဆိုပါတယ်။ဗီဒီယိုဆရာမဖြစ်တဲ့မိခင်က သူ့အယုံသွင်းထားတဲ့ပြစ်မှတ်တွေကိုချင်းငွေတွေထုတ်ယူဖို့ခိုင်းစေပြီး သူ့အတွက်အဝေစုကို ခွဲယူထားပါတယ်။သူတို့တွေရဲ့အနာဂတ်မှာဘီလီယံနာတူဦးစီကအကူအညီတွေရောက်ရှိလာမယ်ဆိုတာကိုမြင်နေကြောင်း ဘေဒင်ဆီယာမကအလှစားပြောဆိုခဲ့ပါတယ်။ဒီနေ့မှာတော့ဆစ်ဒနီတရားရုံးမှာ ရုံးထုတ်ဖို့အစီအစဉ်ထားပြီးသူကအာမခံခွင့်မပေးဘဲသမီးဖြစ်သူကိုတော့ရဲတွေက အာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။မိခင်ဖြစ်သူဘေဒင်ဆီယာမဟာမယုံမသောငွေကြေးရယူမှုဒုစရိုက်ဂိုင်းတစ်ခုနဲ့ပတ်သက်ဆက်ဆက်မှုအပေါင်းဝင်စွဲချက်39ခုနဲ့ရင်ဆိုင်နေရပါတယ်။သမီးဖြစ်သူကတော့အရာစုံမှုတွေမှာစီစစ်မှုမရှိဘဲရောနောပါဝင်ခဲ့တယ်ဆိုရယ်ဒုစရိုက်ဂိုင်းနဲ့အချိတ်ဆက်ရှိတယ်ဆိုရယ်အပေါင်းဝင် စွဲချက်ခုနှစ်ခုအတင်ခံထားရတာပါတောင်မီနှစ်ယောက်ရဲ့ဇင်ကန်အင်ကိုရဲတွေကမနက်အစောပိုင်းဝင်ရောက်စီးနှင်ခဲ့တဲ့အခါမှာငွေကြေးဆိုင်ရာဆောင်ရွက်စာတမ်းတွေမိုဘိုင်းဖုန်းတွေတံမိုးကြီးလက်ကင်အိတ်တွေအမေရိကန်ဒေါ်လာ6500လောက်တန်တဲ့ရွှေချောင်းတစ်ချောင်းအပြင်ကာစီနိုချစ်တွေကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ရဲတွေရဲ့အဆိုအရမိခင်ဖြစ်သူဟာဗီဒင်ဆီယာမတူအနေနဲ့သူ့အတိုင်းအဝိုင်းမှာလူအများလေးစားယုံကြည်တာကိုခံခဲ့ရကြောင်းတချို့ဆိုရင်ငွေကြေးကိစ္စတွေထိ သူ့ကိုရယုံကြည်ကြည်ရင်ဖွင့်တိုင်ပင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီအခါသူကငွေတွေချေးယူဖို့တိုက်တွန်းပြီးဘီလီယံနာတယောက်ယောက်ကအဲ့ဒီအကြက်တဲကိုကူညီဖြည့်ရှင်းဖို့အနည်းနဲ့အမြန်ရောက်လာလိမ့်မယ်လို့အာမခံခဲ့ပါတယ်။ပြီးတော့အကြံပေးခောက်ဝေစုတွေလည်းအများအပြားတောင်းယူလင်ရှိတာပါ။ Australia ရဲတပ်ဖွဲ့ဟာဘေဒင်ဆီယာမားနဲ့တမီးဖြစ်သူရဲ့ American Dollar စေတန်းဝန်ကျင်လောက်ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းယူခဲ့ပါတယ်။မနေ့ကစတင်တဲ့ကြားဖြတ်နေနေရေးစုံစမ်းမှုတွေအတွင်းမှာ သူတို့နဲ့ဆက်ဆက်တဲ့ငွေလိမ်ခိုင်းစီကအမေရိကန်ဒေါ်လာ340ဝန်းကျင်လောက်တန်ဖိုးရှိတဲ့ငွေကြေးတွေကိုလည်းတင်းစီထားပြီးဖြစ်ပါတယ်။အဒီခိုင်ဟာတကယ်မရှိတဲ့ဇင်ခံကားတွေကိုဝယ်ယူတယ်ဆိုတာမျိုးမှတ်တမ်းအတုတွေဖန်တီးပြီးငွေကြေးခွာချမှုတွေကိုကျူးလွန်နေကြတာပါ။ပြီးတော့လူပုတ်ကိုတူးချင်းစီကကိုရဲအချက်လက်တွေကိုခိုးယူပြီးမယုံမသာချင်းငွေရယူတဲ့ကိစ္စတွေမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ဩစတြေးလျရဲတပ်ဖွဲ့ကတော့အဲ့ဒီအဖွဲ့ဟာခေတ်ရှိအပြေးဆုံးလူလိန်တွေလို့တောင်မှတ်ချက်ပေးခဲ့ဘူးတာပါ။ ဒါအပြင်အကျင့်ပြဘဝန်တန်းတွေနဲ့ပူးပေါင်းပြီးနိုင်ငံရဲ့အထင်ကရောက်ဗန်ကြီးတွေကိုပြစ်မှတ်ထားလိမ်လည်တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်ဆစ်ဒနီမှာအဲ့ဒီဂိုင်းကဒေါ်လာ164သန်းလောက်ထိတန်ဖိုးရှိတဲ့အင်ချမ်းမျိုးတွေအပေါင်းဝင်ပိုင်ဆိုင်မှုတွေဝယ်ယူဖို့အတွက်ခိုးယူထားတဲ့ကိုရဲအချက်အလက်တွေကိုအသုံးပြုငွေချေးခဲ့ပြီးကြံရပါဝန်ထမ်းတွေကဖြစ်မြောက်အောင်ကူညီခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီဂိုင်းနဲ့ဆက်နွယ်တဲ့လူပေါင်းဒရာဇင်ထပ်မင်းကိုဖမ်းဆီးထားပြီးဖြစ်တယ်လို့ နောက်ထပ်လဲဂွင်းဆက်ပောင်းဝင်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်ဖွယ်ရှိတယ်လို့ရဲတပ်ဖွဲ့ကခန့်မှန်းထားပါတယ်ရှင်။အကတိလိုက်စားမှုဆက်ဆဲချက်တွေကြောင့်ယူကရိန်းအစိုးရဝန်ကြီးနှစ်ဦးယာဒူကနေနှုတ်ထွက်စာတင်သွားခဲ့ပါတယ်။လက်ရှိကြုံနေရတဲ့အကတိဆက်ဆဲချက်တွေဟာယူကရိန်းအစိုးရထဲမှာတော့ရုရှားရဲ့ကျူးကျော်စစ်ကိုစတင်ကြုံတွေ့ရချိန်နောက်ပိုင်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာတယ်လို့လေလာသူတွေကပြောပါတယ်။ပြီးတော့ဆောင်းတွင်းကာလအနီးကပ်လာတဲ့အမြောက်ယူကရိန်းရဲ့စွန့်အင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ရုရှားကပြစ်မှတ်ထားတိုက်ခိုက်မှုတွေအရှိန်မြင့်တင်လာတဲ့အခြေအနေမှာဒီလိုပြဿနာမျိုးပေါ်ပေါက်လာတာပါယူကရိန်းရဲ့အဂတိတိုက်ဖြတ်ရေးအေဂျင်စီ NABU က15လကြာလုံဆောင်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတွေကိုထုတ်ပြန်ခဲ့တဲ့နောက်လူ9ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်အဒီစစ်ဆေးမှုတွေမှာနောက်ထပ်9ယောက်လောက်ဟာနိုင်ငံရဲ့အစိုးရကဏ္ဍနဲ့ပတ်သက်လို့ American dollar တန်တရာထပ်မနည်းကိုအလွဲသုံးစားလုပ်ခဲ့တယ်လို့လည်းဆက်ဆဲဖော်ပြထားပါတယ်အကျိုးဆက်ဖြစ်ဒီအရှုပ်တော်ပေါ်မှာပအဝင်ပတ်သက်နေတယ်ဆိုတော့ စွန့်အင်းနဲ့တရားရေးဝန်ကြီးတွေယာဒုကနှုတ်ထွက်ပေးဖို့လူမှုကြောင်မှာတောင်းဆိုမှုတွေမြင့်တက်လာတာပေါ့နောက်တော့ယူကရိန်းအစိုးရကအဲ့ဒီဝန်ကြီးတွေအသေးသေးနှုတ်ထွက်စာတင်သွားကြောင်းအတည်ပြုခဲ့ပါတယ်ရုရှားကယူကရိန်းရဲ့စွန့်အင်းဆိုင်ရာအခြေခံအဆောက်အအုံတွေကိုရည်ရွယ်ချက်ကြီးရှိတိုက်ခိုက်နေမှုတွေကြောင့်စွန့်အင်းဖူလုံရေးရန်ပုံငွေတွေကိုပုံမရရှိအောင်ဥရောပမဟာမိတ်နိုင်ငံတွေစီကနေယူကရိန်းအစိုးရကအပူတပြင်း တောင်းခံနေရတဲ့အခြေအနေမျိုးမှာဒီလိုမျက်နှာပြက်စရာဖြစ်ရတဲ့ကြုံလာရတာပါ အရင်ကလည်းဆက်လက်နက်ဝယ်ယူရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီး Olasi Resnikov ကတာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။လေလာသူတွေကတော့အချိန်အခါအရလက်ရှိပြဿနာဟာ Resnikov ရုံးကထက်ပိုဆိုးရတယ်လို့ပြောပါတယ်။အကတိအရှုပ်တော်ပုံတစ်ခုဖြစ်လာတဲ့အခါမှာအတွင်းပိုင်းမှာတည်ငြိမ်မှုနဲ့အစည်းလုံးမှုတွေရုတ်ရော့ပြိုကွဲသွားနိုင်ကြောင်းပြင်ပတက်ရောက်မှုအနေနဲ့ဆိုရင်တော့ရန်သူတွေကဒီအချက်ကိုထောက်ပြပြီး ယူကရိန်းစီအထောက်ပံ့ပေးပို့မှုတွေရပ်ဆိုင်းဖို့တွန်းအားပေးလာနိုင်ကြောင်းအာနာယပါတီရဲ့အမတ်တဦးဖြစ်တဲ့အိုလက်ဇန်ဒါမာရက်စကိုက ထောက်ပြသွားခဲ့ပါတယ်။ NABU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့နမဲရီဓာတ်ရိုက်တမထားပေမဲ့စီးပွားရေးလုပ်ငန်းရှင်တူဇွမ်းအင်ဝန်ကြီးရဲ့အကြံပေးဟောင်းတူနိုင်ငံပိုင်ဇွမ်းအင်ကုမ္ပဏီ NL Gautam ရဲ့ကျန်းခံရေးအစည်းအမံတွေကိုကြီးကြပ်ရတဲ့အမှုဆောင်တူနဲ့တခြားလူပုဂ္ဂိုလ်တွေဟာအာဂတိမှုငွေကြေးခွာချက်မှုတွေနဲ့ဆက်ဆက်ကြောင်းဖော်ပြထားခဲ့ပါတယ်။ ။နောက်ထပ်လူရှက်ရောက်ကတော့လက်ယူမှုလုံပိုင်ခွင့်အလွဲသုံးစားလုပ်မှုတွေကျူးလွန်ခဲ့တယ်လို့လည်းပြောပါတယ်။အဲ့ဒီနောက်ယူကရိန်းမှာတရားရေးဝန်ကြီးဟာလူချန်ကိုနဲ့စွန့်ရင်ဝန်ကြီးဂရင်းချော့တို့ကိုဖယ်ရှားပေးဖို့သမ္မတဗိုလ်လိုဒီမာဇလစကီပေါ် PR တွေတိုးလာခဲ့ပါတယ်။ဟာလူချန်ကိုဟာစွန့်အင်ဝန်ကြီးအဖြစ်လဲတာဝန်ယူခဲ့ဘူးသူပါ။အခုခါမှာတော့ဝန်ကြီးနှုတ်ဦးစလုံးဟာယာဒူကနေနှုတ်ထွက်ကြောင်းအသေးသေးစတင်ခဲ့ကြပြီဖြစ်တယ်လို့ယူကရိန်းဝန်ကြီးချုပ် ယူလီယာဆာဗီဒန်ကိုကပြောကြခဲ့ပါတယ်။ဟာလူချန်ကိုဟာဇလစကီရဲ့အနေကနိုင်ငံရေးမဟာမိတ်တူအဖြစ်လူသိများပါတယ်။ဝန်ကြီးချုပ်ဆာဗီဒန်ကိုကဇလစကီရဲ့မဟာမိတ်တူဖြစ်တဲ့တီမူမင်ဒစ်နဲ့စီးပွားရေးလုပ်ငန်းရှင်အလက်ဇန်ဒါစုကောင်မန်တို့အပေါ်အရေးယူမှုတွေလှုံ့ဆော်မှုလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းပြောပါတယ်။ဇလစကီကတော့တခြားအရာတွေအားလုံးထက်ယုံကြည်မှုကအပိုအရေးကြီးတယ်လို့ Telegram မှာမှတ်ချက်ပေးခဲ့တာပါ။ ဇလတ်စကီဟာအစိုးရတွင်ထက်ထဲဝင်ဝင်အမြင့်တိုးမှုတွေကလက်ရှိစစ်ပွဲကာလအတွင်းမတည်ငြိမ်မှုတွေကိုဥတည်သွားစေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ NABU ရဲ့လုံပိုင်ခွင့်တွေကိုကန့်သတ်ဖို့ပြီးခဲ့တဲ့နွေရာသီမှာစ조사ခဲ့ဖူးပါတယ်။ဒါပေမဲ့လူထုကစန့်ကျင်ကန့်ကွက်ခဲ့တာကြောင့်အဒီကိစ္စကိုသမရကလက်လျှော့ခဲ့ပါတယ်။လောက်ပိုင်းလောက်အကြောင်းမှာတော့အခုလိုမျိုးအစီရင်ခံစာထွက်ပေါ်လာတာပါ။အသက်46နှစ်အရွယ်မင်တစ်ချာဇလတ်စကီပိုင်ဆိုင်တဲ့ Quartel 95 Media လုပ်ငန်းရဲ့ပူးတွဲပိုင်ရှင်တူလည်းဖြစ်ပါတယ်။သူဟာ Zelensky ကိုမိပြီးနောက်ထပ်စီးပွားရေးလုပ်ငန်းတချို့မှာခြေကုပ်ခိုင်းမာလာခဲ့ပါတယ်။အဲ့ဒီတဲမှာတော့ငွေလုံးငွေရင်းအများပြားနဲ့လဲပတ်နေတဲ့ပြည်တွင်း drone ထုတ်လုပ်ရေးလုပ်ငန်းတွေလည်းပါဝင်ခဲ့တာပါ။လေလာသူတွေကတော့ Zelensky ဟာအရင်ကတည်းက Mindish နဲ့ခက်ခါခွာနေလာခဲ့ပြီးအခုလိုအရှုပ်တော်ပုံကြီးပေါ်လာချိန်မှာလဲသူ့ကိုအကာအကွယ်ပေးတော့မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီး မင်ဒစ်အပေါ်ဝင်အမှုနဲ့အဆက်နွယ်သူတွေအားလုံးဟာတရားရေးအရအစွဲချက်အတင်းခံရမှာဖြစ်ပါတယ်။ဟာလူချန်ကိုကတော့သူဟာတရားခွင်မှာကိုယ့်အတွက်ကိုခုခံရှောက်လဲသွားမယ်လို့ပြောပါတယ်။သူ့ရဲ့အပြစ်ကင်းတဲ့ရည်တည်မှုကိုတက်တည်ပြဖို့အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်းဝန်ကြီးဟောင်းက Facebook မှာရေးသားထားခဲ့ပါတယ်ရှင်။ဒေးလီမြို့တော်ရဲ့လူစီကားရတနေရာမှာဖြစ်ပွားခဲ့တဲ့မော်တော်ကားပေါက်ကွဲမှုဟာအကြမ်းဖက်ဖြစ်စဉ်တစ်ခုလို့အိန္ဒိယအာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှေးဟောင်းအဆောင်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနားမှာဂါဒစီပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူ၈ယောက်ထပ်မံနေသေဆုံးခဲ့တယ်လို့ဒေလီရဲတပ်ဖွဲ့ကအထုတ်ပြန်ခဲ့တာပါ။ဒါ့အပြင်လူ20ကျော်လည်းဒဏ်ရာရရှိခဲ့ပါတယ်။အစောပိုင်းတုန်းကအိန္ဒိယဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာပါ။နိုဝင်ဘာလ10ရက်နေ့မှာတော့ဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့အစိုးရက ဒီဖြစ်ရပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ကြကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယအစိုးရကိုစန့်ကျင်တဲ့အစုဖွဲ့တွေကအခုလိုမျိုးသူရဲဘောကြောင့်တဲ့လုပ်ရက်ကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တန်တရားရှိသူတွေကိုဖမ်းဆီးတာနမည်ဖော်ထုတ်ကြေညာဒါတွေတော့မရှိသေးပါဘူး။နိုင်ငံအနေနဲ့ဇိုးရုပ်လှတဲ့အကြမ်းဖက်ဖြစ်ရပ်တစ်ခုကိုကြုံတွေ့ခဲ့ရကြောင်းဂါဒစီကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကိုအစိုးရစန့်ကျင်ရေးအင်အားစုတွေကအလုံဆောင်ခဲ့ကြောင်း ကျူးလွန်သူတွေကြံရပါတွင် အထောက်ပံ့ပေးသူအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရောက်ရောက်စုံစမ်းပေးဖို့အစိုးရကညွှန်ကြားထားကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒေလီကပောက်ကွဲမှုဟာကမ္ဘာလက်ခရီးသွားတွေကြားလူသိများလဲပတ်ကြတဲ့ခန်တက်နီနာကမြေအောက်ယထာဘူရာတစ်ခုမှာဖြစ်ပွားခဲ့တာပါ။ခက်ဖြည်းဖြည်းရွေ့လာတဲ့ကားတစ်စီးကမင်းနေသွားတဲ့အချိန်မှာထပ်ပေါက်ပြီးအနည်းတစ်ဝိုက်ကကားတွေကိုပါထိခိုက်ပျက်စီးခဲ့တယ်လို့စုံထောက်တွေကပြောပါတယ်။ ပောက်ကွဲမှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကအလူစီကားတဲ့လေပတ်သွားလာရနေရာတွေမှာ လုံခြုံရေးသတိပေးချက်တွေကိုတိုးမြင့်ထုတ်ပြန်ခဲ့ရပါတယ်။ဒေလီကပောက်ကွဲမှုအပြီးနောက်တနေ့မှာလဲအိန္ဒိချင်းပြိုင်ဘက်ပါကစ္စတန်ရဲ့အစ္စလာမဘတ်မြို့တော်မှာအသေးခံဘုံခွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်လူ၁၂ယောက်သေဆုံးခဲ့ပြီး28ယောက်ထပ်မံဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။